မင်္ဂလာညစာစားပွဲနေ့ကဓပုံရိုက်ဖို့အလွဲလဲအမားမားပြုလုပ်ခဲ့တဲ့အပြင်မင်္ဂလာလက်စွပ်ပါဝတ်ဖို့မိခဲ့လို့ဆိုပြီးတော့ချစ်စနီလေးစူရာခံလိုက်ရတဲ့တရုတ်ဆောင်ဟေးဝေယံမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့နိုဝင်ဘာလ15ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့တရုတ်ဆောင်ဟေးဝေယံရဲ့ဆွေပြေးသစင်းတို့ရဲ့မင်္ဂလာညစာစားပွဲအခမ်းအနားမှာပျော်ရွှင်စရာအမတ်တရတွေအားလုံးကိုဗီဒီယိုမှတ်တမ်းဓပုံမှတ်တမ်းတွေနဲ့ရိုက်ကူးသိမ်းဆည်းခဲ့တာလည်းဖြစ်ပါတယ် ထိုအထဲကမှတင်နာပွဲမဆခင် ခမ်းမာတဲ့သူမဝင်ခင်အချိန်ကသူတို့သားသူတို့သမီးမှတ်တမ်းထပ်ပုံရိုက်ကူရမှာဟိဝိယံကအမားလုခဲမိတာဖြစ်ပါတယ်ထိုနေ့ကဓာတ်ပုံရိုက်တဲ့နေရာကိုဟိဝိယံကနောက်ကျပြီးမှလည်းရောက်လာသလိုမင်္ဂလာလက်စွပ်ကိုလည်းဆင်မြန်းဖို့မိနေခဲ့တာကြောင့်ဇနီးအစ်စ်ဆက်ဆက်လေးကစိတ်ဆိုးပြီးတော့အလိုမကျဖြစ်နေခဲ့တာပါဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ပြောဆောင်ဟိဝိယံအနေနဲ့စိုးပြေကိုဘလောက်ထိအလိုလိုက်ပြီးဘလောက်တောင်ချစ်လဲဆိုတာကိုပရိသတ်တွေကကွက်ကွက်ကွင်းကွင်းမြင်ရမှလည်းဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာတော့သတို့သမီးဆိုပြီးတဲ့စင်းကခင်မောလောင်းလေးအပေါ်မှာစိတ်ဆိုးပြီးတော့ပြောဆိုနေတာလေးပါနေတာဖြစ်ပြီးဟိဝေယံကတော့တစက်ကလေးတောင်မှညဉ့်ညင်းချင်းမရှိပဲစိတ်ရှည်လက်ရှည်နဲ့ဆိုပြည့်ကျင်တဲ့တဲ့အထိချော့နေကြတာလေးဖြစ်ပါတယ်လိုပဲဖြစ်ဖြစ်တယောက်ကစိတ်ဆိုးနေတဲ့အချိန်မှာတယောက်ကစိတ်ကိုရှော့ထားပြီးတော့စိတ်ရှင်လက်ရှင်နဲ့ချောနေခဲ့တဲ့ဗီဒီယိုလေးကငယ်စဉ်ပြိတ္တတွေကိုချိန်နှက်စေခဲ့တာလည်းဖြစ်ပါတယ်။အာရဘသူကစိတ်ကောင်းလဲ။ချစ်လို့ကောက်တာပေါ့။ကိုကိုရဲ့ဟွန်း